င်အောင်ခြင်းရှိပါအာလဝကဘီလူးကိုအောင်ခြင်းဗုဒ္ဓဘုရားရှင်သည် အင်ကုလိမာလခိုးသူကြီးကို အောင်တော်မူပြီးနောက်ကပိလဝတ်ကြီးတို့ကြော်မူသည်မိကျောတာယုံเจ้า၌ဆင့်ငါးဝါမြောက်ဝါကတ်တော်မူသည်ထို့နောက်ဝါကျက်တော်အခါလူနဲ့ညီမာတို့ကို တရားဟောကြားဆုံးမတော်မူရန်ဒေတာစာရီကြွချီတော်မူခဲ့ရာ အာနဝီပြည်သို့ရောက်တော်မူသည် အာနဝီပြည်သည်ဟိမဝန္တာအနီးတွင်ရှိသည်ထိုပြည်အတွင်းမင်းနေပြည်နှင့်မနီမဝေးသော အရက်၌ညောင်မင်းကြီးတပင်ရှိသည်ထိုညောင်မင်းအနီးရှိဘေးမှန်၌အာလဝကပီလူနေထိုင်သည်ထိုဘေးမှန်ကိုတာမန်လူတို့မမြင်နိုင်တန်ကိုရှိသူတို့သာမြင်နိုင်သည်အာရဝကပီလူသည်စတုမဟာရဲနမင်းတို့ထံတွင်ကျုံလွန်ခါလေးရှိသည်ထို့ကြောင့်မွန်တေကာလထိုညောင်ပင်ရိပ်ကြရာနေရာသို့ရောက်ရှိလာသောတတဝါတို့ကို စားပိုင်ခွင့်ရရှိလေသည်တို့ဖြင့် အနာဝကပီလူသည်ညောင်ပင်ရိပ်သို့ရောက်လာသောတတဝါတို့ကိုစားတောက်နေထိုင်၏တနေ့တွင်အာနဝီပြည့်ရှင်အာနဝီဘရင်သည် နောက်ပါအချွေယံတို့နှင့်အတူတောကစားထွက်တော်မူသည် အချွေယံတို့အားမိမိတို့တာမှတားကောင်ကိုမလွတ်အောင်ခန်းကြဆန်းဟုဆိုကာတားကောင်များကိုလိုက်လံရှာဖွေကြသည် ထိုအခါတမင်တကောင်ကို တွေ့လေသည် ထိုတမင်ကိုဝမ်းဝမ်းခန်းကြရာတမင်သည်မင်းကြီးရာမှလွတ်ထွက်ပြေးလေသည် ဤတွင်မင်းကြီးသည် လေးများတန်လျက်တို့ကိုကင်ဆောင်လျက်တမင်နောက်သို့အပြေးလိုက်လေ၏မကြမီပင်တမင်ကိုမိယာမောပန်းစွာဖြင့်ပြန်လာခဲ့သည်နန်းခေးကြားတွင် နားနေဦးမည်ဟုနှလုံးပိုက်၍အာနဝကပီလူ၏ညောင်ပင်ရိပ်သို့ဝင်ခဲ့လေသည်ထိုအခါအာနဝကပီလူသည်ညောင်ပင်ပေါ်ကဆင်းသက်လာသည်အတင်မင်းကြီးမတော်နှင့်တော့တင်ကားငါ၏အစာဖြစ်ချေပြီဟုဆို၏ မင်းကြီးလည်းများစွာကြောက်ရွံ့သွားသည်သူ၏ကိုစားတမင်ကိုစားရင်ပြောသည်အာလဝကကတမင်ရောလူပါငါအရေးတို့ဝင်လာကြပြီနှစ်ဦးစလုံးကိုငါပိုင်ပြီဟုဆို၏မင်းကြီးကငါကိုလှွတ်လော့ငါသည်တင့်အားနေတိုင်းနေတိုင်းလူတယောက်နှင့်ခမင်းချက်ပြီးခမင်းအိုးတအိုးပိုးဆက်ပါမည်မပိုးဆက်တော့နေ၌ငါကိုခန်း၍စားလော့ဟုဂတိပေးပြောဆို၏အာလာဝကလည်းမင်းကြီး၏ဂတိစကားကိုလက်ခံကားတွားခွင့်ပြုလိုက်လေ၏ မင်းကြီးဒီနန်းတော်သို့ရောက်သောအခါမြို့ဝင်ကိုခေါ်သည်ဘလူးနှင့်ဂရီကဝတ်ထားခဲ့ရသောအကြောင်းကိုဖြိုးဝှက်စွာပြောကြားသည်မြို့ဝင်ကဘလူးထံလူများကိုနေ့စဉ်ပို့လွှတ်ရန်နေ့ရက်အပိုင်းချပြုခဲ့ပါလောဟုမင်းမြန်း၏မင်းကြီးလည်းနေ့ရက်အပိုင်းချမထားမိခဲ့ပါဟုပြန်ပြောသည် မြို့ဝင်ကဤသို့ဖြစ်နေအရှင်မင်းကြီးအပြုမှားခဲ့လေပြီမိရဲ့အပိုင်းချမထားသဖြင့်လူပေါင်းများစွာဒုက္ခရောက်တော့မိတို့ရာတွင်မိတို့မြမတက်နိုင်စွမ့်၍ပြုရချေတော်မူဟုဆို၏ဤသို့ဆိုကမြို့ဝင်သည်နေ့စဉ်နှောင်းအိမ်မှရာဇဝတ်သားတယောက်ကြားထုတ်သည်ထိုရာဇဝတ်သားကိုအိမ်သို့ခေါ်ဆောင်သွား၍ရေချိုးပေးသည်ထမင်းကြီးသည်ထိုနောက်ဤထမင်းကျဲအိုးကိုဘီလူအားတွားရောက်ပေးလော့ဟုပြောဆိုကလွတ်လိုက်သည်ထိုရာဇဝတ်သားသည် ညောင်ပင်ရိတ်တို့ဝင်မိလျင်ဝင်မိခြင်းပင်အာနာဝကသည်ကျောင်းမက်ပွဲကိုအပ်တဘောကိုဖန်ဆင်း၍ထိုသူကိုကြွကြွဝါးကစားလေတော်သည် နောင်အိမ်တွင်မှလူကုန်လက်သောမြို့ဝင်သည်ဥစ္စာထုတ်ကို တနေရာတွင်ချထားစေသည်ကောက်ယူသူကိုခိုးသူဟုဆဆွဲကာနှောင်အိမ်တို့ပို့သည်ရှင်းနေတိုင်းဘလူးထံဆေလွတ်ပြန်သည်ကာလကြသောထိုအကြောင်းကိုပြည်သူတို့သိကြသဖြင့်ဥစ္စာထုတ်ကိုမကောက်ယူကြတော့ပေ၏တွင်မွေးဖွားစပခတ်တွင်ရယ်တငယ်များကိုဘလူးထံပို့ပြန်နေသည်အိန္ဒိယဖြင့်ဆယ်နှစ်နှစ်တိုင်ကြာမြလူပေါင်းများစွာတို့ဘလူးစားခံရလေသည် နောက်ဆုံး၌အန်ဒဝီဒီ၌သူငယ်တယောက်ကိုမျှရှာ၍မရနိုင်သောဖြစ်သို့ ရောက်လေသည်မြို့ဝင်သည် မင်းကြီးဤသားတော်အာနဝကကုမာရမင်းသားငယ်တယောက်သာလျှင်ကြည်တော်တွင်ကြံ့ရှိကြောင်းဘရင်ကိုလျှောက်ထားသည် မင်းကြီးလည်းထိုမင်းသားငယ်ကိုပင်ပို့ရန်အမိန့်ချမှတ်လိုက်လေသည်အာနာဝကမင်းသားကိုဘီလူးစာအဖြစ်မပုတ်မီတနည်းနဲ့နဲ့ကပင်ဖျားရှင်သည် မဟာကယုဏသမဘက်ကို ဝင်စားတော်မူ၍တပညုတညာနာစခုဖြင့်လောကကို ရှုတော်မူသည် ထိုအခါအာနာဝကမင်းသား၏အနာဂံဘူတို့ရောက်မိအကြောင်းအာနာဝကဘီလူတောရာပတိဘူတို့ဆိုက်ရောက်မိအကြောင်းနှင့်တတော်ဝအများတရားရအံ့သောအကြောင်းတို့ကိုမြင်တော်မူသည်ထို့ကြောင့်နောက်ွယ်နှင့်ညာချမ်းချိန်ကပင်ပရိခိယရှစ်ပါးကို ယူဆောင်လျက်အာနာဝကဘီလူ၏ညောင်ပင်တို့ တပါးရဲကြော့တော်မူသည်ညောင်ပင်အနည်းတို့ရောက်သောအခါတာမန်လူတို့မမြင်နိုင်သော အနာဝကဘီလူဤဘိမှန်ကိုဖျားရှင်ကောင်းစွာမြင်တော်မူသည်တို့ဖြင့်ဘိမှန်တကားဝ၌ရက်လျက်တကားဆောင်ကရာဘဘီလူအားတင်းညံ့တဲကိုဖွင့်ပြရန်မိန့်ကြသည်ထိုအချိန်၌အနာဝကဘီလူသည်ဘိမှန်၌မရှိနတ်သည်ပင်အစည်းအဝေးသို့တက်နေသည်တကားဆောင်ကရဘဘီလူကကျွန်ုပ်မှာခွင့်မပိုင်အလောဝဘီလူထံယခုပင်သွားရောက်ခွင့်ပန်ကြားပေးပါမည်ဟုဖျားရှင်အားလျှောက်ထားသည်ချက်ချင်းပင်အလောဝဘီလူရှိရာသို့ထွက်ခွာသွားသည် ိုစဉ်ဖျားရှင်သည်အာနဝကဤဘိမှန်တွင်သို့ဝင်လိုက်သည်အာနဝကဤညာဇပလင်ထက်သို့တက်၍ထိုင်တော်မူသည် ထိုအခါအာနဝကဘီလူဤမောင်မမီတန်အချွေရန်ဘလူးမများသည်စုယုံလာရောက်ကြသည်ဖျားရှင်ကို ရှိခိုးကြပြီလေဝိုင်းဝန်းချင်ရန်လည်းထိုင်နေကြသည်ဖျားရှင်ကလည်းတင့်တော်သည့်တရားစကားများကိုမိန်ကြားဟောပြောနေလေသည် နတ်တပင်အစည်းအဝေးတွင်တာတာကိရိနှင့်ကိမဝရနတ်ပီလူနှစ်ယောက်တို့ကအာနဝကပီလူအားသူပေမန်၌ဖျားရှင် စပေတော်မူမိကြောင်းပြင်းပြန်စွာသွား၍ရှီကိုပူဇော်တင်ကြောင်းပြောကြားကြသည် ထိုစဉ်အာနဝကထံကရောဘရောက်ရှိလာသည်ဗိမာန်၌ဖျားရှင်ကြွားရောက်တော်မူမိကြောင်းအကျိုးကြောင်းလျှောက်ထားသည်အနာဝကဘီလူကမခံမရနိုင်ဖျားရှင်ကိုရံပြူရံအတွက်မိမိဘိမှန်တို့ အလီမြင်ပြန်သွားသည်မိမိ၏ရာဇပလင်ထက်၌ဆံမေတော်မူနေသောဖျားရှင်ကိုမြင်တော်ဒေါသအမျက်ချောင်းချောင်းထွက်သည်တို့ဖြင့်ဖျားရှင်အားကျိန်မောင်းချင်းချောက်ကထိုပိမှန်တွင်မှလွင့်စင်သွားရန်အစွမ်းရှိသမျှပြုလုပ်လေသည် အာနာဝကသည်လေကြီးမူကြီးတိုက်စီခြင်းကြောက်ခဲမှုရွာစီခြင်းစသည်ဖြင့်အမျိုးမျိုးရင်ပြုသည်မအောင်မြင်နောက်ဆုံးတွင်သူ၏လက်ဆွဲဖြစ်သောဝဲဖြူပစိုးလက်နှင့်ဖြင့်ပြစ်လေသည် ထိုလက်နှင့်တည်းကသမုတ်တရားတဲ့သို့ပြစ်ချပါကမီးဟုံဟုံထတောက်စေနိုင်သည့်လက်နှင့်ဖြစ်သည်ထိုလက်နှင့်သည်ဖျားရှင်ဤတန်ခိုးတော်ကြောင့်အစွမ်းမထက်တော့ဖျားရှင်ဤခြေတော်ရင်း၌ခြေတုပ်ပစိုးပမာကြာရောက်နေလေသည် ဤသို့အစွမ်းရှိသမျှတိုက်ခိုက်၍မရသောအခါအာနဝကသည်အလွန်ကျဉ်ထန်သောအတန်ကြီးဖြင့်ယဟန်ဂေါတမအခုချက်ချင်းထွက်သွားလော့ဟုကြိမ်းမောင်းနှင်ထုတ်လေသည်ဖျားရှင်သည်ဤသို့မျှပင်မဆိုဘဲညင်သာစွာထွက်သွားလေသည် ထိုအခါအာနဝကအံ့ဩသွားသည် သူသည်ဖျားရှင်ကသူအားညင်းဆန်ခုခံလိမ့်မည်ဟုမှတ်ထင်ထားခဲ့သည် ။ဤညာလောက်ပြောရလွယ်သောဖျားရှင်အားတန်ခိုးမျိုးမျိုးဖြင့်သူပြုတ်မူတိုက်ခိုက်ခဲ့သည်ကိုနောင်တရကရှက်သွားလေသည်တို့ရတွင် သူသည် ရှက်ရှက်ဖြင့်ပင်ဖျားရှင်ဤစိတ်ကိုတိလိုသဖြင့် ယဟန်ဂေါတမဗိမာန်သေးတို့ပြန်ဝင်တော့ခုဆိုပြန်သည်ဖုရားရှင်ကလည်းညီတို့မြမဆိုပြန်ဝင်တော်မူသည်ဤတို့လည်းဖုရားရှင်သည်သုံးကြိမ်တိုင်းထွက်ချင်းဝင်ချင်းကို ပြုတော်မူသည်ဤတို့ပြုသည်မှာဘီလူဤဒေါသစိတ်ကိုတားမြစ်၍တရားတည်လွယ်စိတ်တော်မှာပြုခြင်းဖြစ်သည်ထို့နောက်အာနာဝကက ဤယဟန်ကငါစကားကိုနားထောင်ပြီသည်ဤတို့နားထောင်သည်ကိုယခင်ယခင်ကငါတိရမူအညင်လုံးထွက်စေဝင်စေပြုစေမီမောပန်းသောအခါမှခြေနှချောင်းကိုကင်ရဲ့မြစ်တစ်ဖက်သို့ပြေးရသောငါအောင်မြင်ရ၏ ယခုတကြိမ်ထွက်ခါမှခြေကိုကန်၍ငါပြစ်တော့မီဟုကြံသည်တို့ဖြင့်ရှင်ကြီးဂေါတမထွက်ဦးလော့ဟုဆို၏ဤအကျိန်တွင်ကဖျားရှင်သည်မထွက်တော့ငါမထွက်လိုပြီတင်ဘလူးသည်ငါဖျားကိုခြေပြားနှစ်ဖက်ကိုကန်ရဲ့မြစ်တစ်ဖက်သို့ပြစ်အမ်းဟုကြံနေပြီထို့ကြောင့်ငါမထွက်လိုဟုမိန့်တော်မူသည်ဤတွင်အာနဝကကဤရဟန်းကတကိုးကြီးမယုံသာမကငါးစိတ်ကြံကိုလည်းတည်နေပြီးပညာဉာဏ်ရှိလာသည် ထို့သောပညာဉာဏ်ရှိသောသူမြတ်ကိုပြတ္တနာများမေးရသောကောင်း၏ပြတ္တနာများကိုမဖြေနိုင်သောအခါတွင်မှ သူ၏စိတ်ကိုယူတွတ်သွားအောင်တော်လဲပြုအံ့သူ့အတက်ကိုတော်လဲခွေအံ့သမုတ်တရားထဲသို့တော်လဲပြစ်အံ့ဟုကြံ၏ဖျားရှင်သည်ဤအကြံကိုသိတော်မူလျင်အချင်းအာလဝကငါဖျားအားဤလောကတွင်ညီသူမျှရံမပြုနိုင်သင်မေးလိုသမျှသောပြတ္တနာကိုသာနှင်စွာမေးလော့ဟုမိန့်တော်မူသည် အာနဝကမေးလိုသောပြဿနာကိုအာနဝကဘီလူ၏အမိဖများသည်တတဖျားထံမှအဖြေနှင့်တကွတင် जा ခဲ့သည်။တားဖြစ်သူ အာနဝကအားငယ်စဉ်ကပင်တင် जा ပေးခဲ့ကြသည်။သို့သောအာနဝကသည်ကာလရှည်ကြသဖြင့်အဖြေကိုမေ့နေသည် ပု္ပ္ပာကိုမူကားမမေ့ရလေအောင်ရွှေပြားထက်၌စေရန်မြင့်တီလာဖြင့်တေချာစွာရေးကူး၍ဗိမာန်ဦး၌ထားလေသည်ထို့ကြောင့် အာနာဝကတိအပ္ပပု္ပ္ပာများကိုဖျားရှင်အားတေချာကြနာစွာမင်းမြန်နိုင်ခြင်းဖြစ်သည်အာနာဝကကမင်းမြန်သည်မှာလောကသုံးပါး၌ယောက်ျားမိန်းမပုတ္တမတို့၏မျက်နှာစွာသောဥစ္စာရတနာကအပေမီနှင့်လေးချက်ထားခြင်းတကားဝယ်မြည်သည့်အလေးချက်သည်ချမ်းသာကိုဆောင်သည်နီသုံးအရသာတို့တွင်မြည်သည့်အရသာကိုတာလွန်ကောင်းမြတ်သည်ဟု ဆိုအပ်သည်နီလေး အတက်မွေးခြင်းတို့တွင်အဘယ်မည်သောအတက်မွေးခြင်းကိုမြတ်တီဟုဆိုအပ်သည်နီးဟုသည်တို့ဖြစ်သည်ထိုအခါဖျားရှင်သည်ကတ္တဗျာဖြေကြားတော်မူပေတကယ်တို့ပင်ဤသို့ဖြေကြားတော်မူသည်တဲ့ဤလူရ၌ယောက်ျားမိန်းမဟူသည်၍ဤမျက်နှာစွာသောဥ္စရဒနာကယန္တနာသုံးပါးတို့ဤဂုံ၌မတုံမလုံယုံကြည်ခြင်းတတာဖြစ်သည်နှင့်လေးကျက်ခြင်းတို့အနက်ကောင်းစွာလေးကျက်ခြင်းသုံးအပ်သောကုသိုလ်၁၀ပါးကောင်းမှုတရားသည် ွာဒါနတီလဘာဝနာတွေဟူသော ကောင်းမှုတရားသည် လူနှင့်နိဗ္ဗာန်ချမ်းသာသုံးနှံကို ဆောင်ရွက်နိုင်ပေသည်၃အရသာတကားတို့တွင်မှန်ကန်ဖြောင့်မတ်သောစကားသည်အလွန်ကောင်းမြတ်သောအရသာဖြစ်သည်၄အတက်မွေးခြင်းတကားတို့တွင်ပညာဖြင့်အတက်မွေးခြင်းကို လိမ္မာကုံသောပညာရှိတို့ကမျက်ဤဟုဆိုကုန်သည် ထို့သို့ဖျားရှင်ဖြေဆိုသည်ကိုကြားရသောအခါအာရဝကသည်အလုံးနှစ်သက်ဝမ်းမြောက်သွားသည်ကျန်ပု္ပ္ပစာပြေတနာတို့ကိုဆက်လက်မင်းမြန်ပြန်သည်ကဲ့အပေတို့သောအကြောင်းအရာဖြင့်တန်တရားဟုသောဝဲဩဃကိုကူးမြောက်နိုင်ပါအန်ဤနှင့်အပေတို့သောအကြောင်းအဖြစ်ဝစီရဲဟုသောသမုတ်တရားကို ကောင်းစွာလုံမြောက်နိုင်ပါအန်ဤ၃အပေတို့သောအကြောင်းဖြင့်စီရဲအပေါင်းမှကောင်းစွာလွတ်ပါအန်ဤ၄ အဘေရေအေးဖြင့်ကုလေတာဟူသောအညစ်အကြေးကို စေကျော်တုတ်တင်၍စင်ကြယ်စေပါအံ့နီထိုအခါဖျားရှင်ကဤသို့ဖြေဆိုတော်မူသည်တရားတရားဖြင့်တန်တရားရေဟူသောဝဲသားကောက်ကိုကူးမြောက်နိုင်သည်နှင့်ကုသိုလ်ကောင်းမှုပြုရာ၌ကြုံမွေ့၍မမေ့မလျှော့ခြင်းဖြင့်သမုတ်တရားပမာထက် ကဲလွန်သောဝစီရဲကိုလွန်မြောက်နိုင်သည်၃ပါရမီ၁၀ပါးတရားမြတ်တမန်၌ဂျိုးကုတ်အားထုတ်ခြင်းဖြင့် စည်ရဲ့အပေါင်းမှလွမြောက်စေနိုင်သည်၄ဝိပဿနာပညာ၁၀ပါးဉာဏ်တရားဖြင့်ကိလေသာမြုံမိအညစ်အကြေးကိုစင်ကြယ်စေနိုင်သည်ထို့သို့ဖျားရှင်ဖြေဆိုတော်မူသည်ကို အာလဝကပိလူကြားသိသောအခါပါရမီဘုံကံရှိသည့်အလျောက်တော်ရာပတိဖို့၌တည်လေသည်ထို့သို့အာနာဝကပိလူအားဖျားရှင်တရားဟော၍ပြီးဆုံးခြင်းထုံညုံ၍နေယုံတက်လျက်မိုးတောက်ခြင်းနှင့်အာနဝိပိဒါတို့က အာနဝကမင်းသားငယ်ကိုဘီလူးစာအဖြစ် ပို့လာ၍ရောက်ချင်းတို့သည်အပြိုင်နှင့်ဖြစ်လေသည်မင်းချင်းတို့သည်အာနဝကမင်းသားကလေးကိုဘီလူးအလိုရှိသလိုပြုလုပ်ရင်ပေးအပ်လိုက်လေသည်တော်ရပံအဖြစ်တည်ပြီးဖြစ်သောဘလူးကသူငယ်ကိုလက်နှစ်ဖက်ဖြင့်ညင်သာစွာချီယူလိုက်ပြီးအရှင်ဖျားဤသူငယ်ကို အလိုရှိရာပြုတော်မူပါအကျွန်ုပ်ကတ်လူပါသည်ဟုဆိုပြီးလျှင်ဖျားရှင်အားသူငယ်ကိုကတ်လူလေသည် ထိုအခါဖျားရှင်ကသူငယ်ကိုချီယူလက်ခံတော်မူ၍မင်းကြီးများကိုခေါ်သည်မင်းသားအားကောင်းစွာကျွေးမွေး၍ကြီးရင်သည့်အခါမှမိမိထံသို့ယူဆောင်လာရန်မှာကြသည်မင်းကြီးတို့၏လက်တို့မင်းသားသူငယ်အားပြန်၍ပေးအပ်လေသည်ဤကဲ့သို့မင်းချင်းတို့လက်မှအာနဝကလက်အာနဝကလက်မှတဆင့်ဖျားရှင်လက်တော်ဖျားရှင်လက်တော်မှမင်းချင်းတို့လက်တို့ပြန်ရောက်သည်ကိုအစွဲပြု၍ထိုမင်းသားငယ်သည်ထိုခါမှစ၍ထထာရဝကမင်းသားဟုတွင်လေသည် ဖျားရှင်သည်အာနာဝကဘီလူအားတပိတ်ကိုပိုက်စီလျက်အာနဝီပြည်တွင်သို့ဆုံးခံဝင်လေသည်ယင်းတို့ဖျားရှင်သည် အလွန်ကြမ်းတမ်းခတ်မာသောအာနာဝကဘီလူကိုအောင်တော်မူခြင်းသည်ဖျားရှင်၏ဒုတိယမြောက်အောင်ခြင်းဖြစ်ပေသည်ဟထာရဝကမင်းသားအရွယ်တို့ရောက်သောအခါခမဲတော်မင်းကြီးနှင့်တကွမှုမတ်တို့ကထိုအကြောင်းကိုပြောပြကြသည်ဖုရားရှင်ကို စီးကပ်ကိုယ်ွယ်ရန်တိုက်တွန်းကြသည်တို့ဖြင့်မင်းသားသည်ဖုရားရှင်ထံသို့ အချံရံ900နှစ်တကွတွားရောက်သည်စီးကပ်ကိုးွယ်သည် မကြမီပင်အနာဂါမိဖို့၌တီလီသည်ခထာလာဝါကမင်းသားသည်အချံရံ900နှစ်အတူရင်ကျေးတိမ်ငွေ့သောနန္ဒီအမှုရာဖြင့်တွာလာလှူရှားသည်ဖျားရှင်သည် မင်းသားနှင့် သူ၏အချံရံတို့ကိုမြင်၍ညားစွာအာရနှစ်သက်တော်မူသည်ထို့ကြောင့်ချစ်သားခထာလာဝါကတင်ဤပြိတ္တကားများလဲများဤရင်ကျေးတိမ်ငွေ့ခြင်းလဲရှိဤတင်သည် အဘယ်သို့ပရိသတ်ကိုချိမြောက်သနည်းဟု မေးတော်မူမိမင်းသားကအရှင်ဖုရားတပည့်တော်သည်ဒါန၌နှစ်သက်သူကိုဒါနဖြင့်ချိမြောက်ပါသည်ချစ်ခွေသောစကားကိုဆိုခြင်း၌နှစ်သက်သူကိုချစ်ခွေသောစကားကိုဆိုခြင်းဖြင့်ချိမြောက်ပါသည်တပားသူအားကုညီခြင်း၌နှစ်သက်သူကိုတဖန်ပြန်လဲကုညီခြင်းဖြင့်ချီးမြောက်ပါသည်တပားသူအားကိုတူထက်မြချီးမြောက်ခြင်း၌နှစ်သက်သူကို ကိုတူထား၍ချီးမြောက်ပါသည်ဟူ၍လျှောက်ထားသည် ဤတွင်ဖျားရှင်သည်နောင်ခအရိယာတဝကတို့၏အလေ၌ဧတရစုချီးမြှင့်ရာတွင်ဟထာနာဝကမင်းသားကိုလည်းပရိသတ်တင်ကနနအရာ၌ဧတရထား၍စုချီးမြှင့်တော်မူသည်သို့ချီးမြှင့်ရာ၌ဖျားရှင်ကယဟန်တို့တင်ကဟဝတ္ထု၄ပါးတို့ဖြင့်ပရိသတ်ကိုချီးမြှောက်ထောက်ပံ့ကုန်သောငါ၏တာဝကဥပါဒကာတို့တွင်ဟထာနာဝကသည်အမျက်ဆုံးဖြစ်၏ဟု၍မိန့်တော်မူသည်